โอเคတော့မင်္ဂလာပါဒီနေ့တော့ကျွန်တော်နောက်ထပ်ဒါစီးပွားနဲ့ပတ်သက်ပြီးတော့နောက်တစ်ပိုင်းပေါ့เนาะကျွန်တော်ဆက်ပြောကြမယ်ဆိုတော့ပြီးခဲ့တဲ့အပိုင်းမှာတော့ကျွန်တော်တို့စီးပွားနဲ့ပတ်သက်ပြီးစီးပွားမျိုးစား၃မျိုးစီးပွားရဲ့နောက်ပြီးတော့ frame ပေါ့เนาะစီးပွားနဲ့ music ကဒါဆက်ဆက်ပုံနဲ့ music မှာစီးပွားတွေဘာကြောင့်အသုံးဝင်လဲအကျုံးဝင်လဲဆိုတာကိုကျွန်တော်ဒါအကြံပြင်းနားလဲအောင်ကျွန်တော်ရှင်းပြခဲ့တာပေါ့เนาะဒီနေ့တော့စီးပွားတွေရဲ့အသုံးပြုပုံနဲ့နောက်ပြီးလို့ရှင့် ဒါစီးဝါးတွေရဲ့အခြေခံဥပဒေတာလေးတွေကျွန်တော်ပြောမှာပေါ့နော်အဲ့တော့စီးဝါးဆိုတဲ့သဘောတရားမှာဒီနေ့ကကျွန်တော်တို့ဗာပြောမှာဆိုနရီစီးစုံစီးတွေခဏခောက်ထားလိုက်ဒါတွေကဝေးသေးတယ်ဘယ်လိုစလဲကျွန်တော်တို့ဝလက်စီးအကြောင်းပဲကျွန်တော်စပြောမှာပေါ့နော်အဲ့တော့ဝလက်စီးဆိုတဲ့သဘောတရားကတော့မနေ့ဟာကျွန်တော်လည်းပြန်နှူးရမယ်နော်ဝလက်စီးဆိုတာကကျွန်တော်အဓိကဗာလဲစီးတစ်ချက်ဝါတစ်ချက်စီးတစ်ချက်ဝါတစ်ချက်โอเคအဲ့တော့ဝလက်စီးတွေကိုဘယ်သချင်းတွေမှာတုံးလဲ ချို့တခြင်းအချို့ပတ်ပြူအချို့တခြင်းခန့်เนาะအချို့ဝတ်တော်ရုံဘွက်ဟုတ်ပြီဆိုတော့ကိုစားပြောမယ်ဆိုလို့ရှင်စီးပွားတွေကိုဘယ်လိုတီးကြလဲစီးပွားတွေမှာကရင်ကြည့်တာပေါ့လို့ပြောရတာပေါ့ဒါပေမဲ့အဓိကကရင်တဲ့ရုံနဲ့စီးပွားတီးတာမဟုတ်ဘူးလေနော်အဲ့တော့အဓိကဘယ်လိုတီးလဲဆိုလို့ရှင်စီးပွားဆိုတဲ့သဘောတရားကကျွန်တော်တို့အခေါ်အော်ပဲကြည့်ကြစီးပွားဟုတ်လားစီးပွားအချင်းဆိုလဲကြည့် စီနေဝါစီနေဝါဆိုသူကစီဝါဖြစ်တဲ့အတွက်စီနေဝါဖြစ်တဲ့ဝါအရင်တီးတာမဟုတ်ဘူးစီရအရင်တီးတာအဲ့ဒါကိုသိဖို့လိုတယ်နော်အချို့ကဖြစ်တတ်တယ်ဝါအရင်တီးပြီးမှစီတီးတယ်ထင်တာတကယ်တော့မဟုတ်ဘူးတကယ်တော့စီအရင်တီးတာပြီးမှဝါတီးတာဒါကကျွန်တော်ကထောက်ထားမဲ့ပြောတာမဟုတ်ဘူးဒါဆရာကြီးဥက္ကုမန်ရဲ့ဟောပြောချက်တွေကိုနားအောင်ဝေလို့ဆိုသိပါတယ်နော်အဲ့တော့ နောက်ပြီးတော့ဒါဆရာရာမညကိုကိုနိုင်တို့ဘာလို့သူတို့ရေးထားတဲ့ဒါညမစောင်းအောင်ပါညာသားကအဲစာအုပ်တွေလိုက်ဖက်ကြည့်ပေါ့အဲ့ဒါလေးဆိုလို့ရှိရင်ဖို့ပြတီတာပါတယ်เนาะအဲ့တော့ C ကအရင်တီးရယ်ဝါကနောက်မှတီးရယ်အဲ့ဒါကိုသိပေါ့အဲ့ကြောင့် C နဲ့ဝါ C နဲ့ဝါလို့ဆိုတာဟုတ်じゃဒါပေမဲ့အဲနောက်ပိုင်းဒါတော့ဟိုမှားတယ်မှန်တယ်တော့မပြောလို့ပါဘူးเนาะတယောက်နဲ့တယောက်ကမူချင်းမတူတဲ့အတွက်ဒါငါနဲ့မတူငါရံသူလည်းမဟုတ်ဘူးအဓိကဟိုဘယ်သူမှဝေဖန်မှုမဟုတ်ဘူးအများနောက်ပိုင်းမျိုးတော်များတွေ့ရတာဝါအရင်ချပြီးမှတီးတာ ဒါတော့အချို့ကျတော့တိုင်ပင်နဲ့ပတ်သက်ပြီးတော့ဒါနည်းနည်းဟိုငြိမ်သွားခြင်းလို့ပေါ့နော်အဓိကကျွန်တော်တို့ဟိုဟိုနောက်တိုင်းချင်းတည်းညချူခေါ်သလိုပေါ့ဗျာတည်ရမလားတောက်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 ဆိုလိုခေါ်သလိုမျိုးစီပွားအရှိရာတစ်ချက်ချပြီးတော့မှဝင်တဲ့ပုံစံမျိုးကြီးလောက်ကြတာလည်းဖြစ်နိုင်ပါတယ်ပေါ့နော်ဒါပေမဲ့အဓိကကကိုကဟိုတည်တည်ချာချာအတွင်းချာချာနှိုက်ပြီးလေ့လာမယ်လို့ဆိုလို့ရှိရင်တော့လေစီရအရင်တီးတာဆိုတာကိုတော့မှတ်ထားဖို့လိုတယ်ဒါပေမဲ့ဘယ်လိုမှငင်းဖို့မဟုတ်ဘူးနော်ဘသူ့ကမှဝါအရင်ချလို့မင်းမားရလို့တော့မပြောနဲ့ ာလို့ဆိုတော့ကိုကအားလုံးကကိုယူဆက်နေကိုကြီးပဲအဲ့ဒါကိုသိဖို့လိုတယ်เนาะအဲ့တော့သူမရက်ကယူဆောက်လဲကိုယ် respect ရှိရမယ်အဲ့တော့အဲအဓိကက C နဲ့ဝါဆိုလို့ရှိရင် C E N D တယ်ဝါနောက်မှာတည်တယ်ဘာလို့ C E N D ပြီးဝါနောက်မှာတည်တယ်ဆိုတာလည်းလေ့ရှင်းပြအောင်မယ်သူက C ဆိုတာတွေကကျွန်တော်ကျွန်တော်ပုံမှန် timeline เนาะဒီလိုပုံမှန်လေးကသူကသူ့သူသွားနေတယ် timeline လေးတစ်ခုကွာပုံမှန်သွားနေရတာဟိုအလင်းပေါ့နော်ရေတွေပါလေစီးနေသလိုမျိုးပေါ့နော်ရေတွေရေတွေစီးနေတဲ့ ုံစံမျိုးသူကသူအလင်းအတိုင်းလေးပဲဆိုသူပုံမှန်လေးသွားနေရသူကအဲ့လိုဆိုလို့ရှိရင်အဲ့လိုအလင်းအတိုင်းသွားနေလို့ရှိရင်ကျွန်တော်တို့ကဒီစီးတွေကိုဒါကျွန်တော်ရဲ့ခင်မင်ယူဆချက်ပေါ့နော်ဒါတော့ဘယ်မှပြောတာမဟုတ်ဘူးကျွန်တော်စိတ်ထဲမှာတွေးမိတာလေးကျွန်တော်ကပြောကြည့်တာဒါကကျွန်တော်ရဲ့အာဘယ်လိုပြောမလဲကိုပိုင်အတွေးပေါ့နော်မှားခြင်းလည်းမှားရင်မှန်ခြင်းလည်းမှန်ပဲဒါပေမဲ့အ ਨੇ ဆုံးတော့ဒါလွတ်လပ်လပ်တွေးပိုင်ခွင့်ရှိတယ်ခွာလူတိုင်းကသိရမလားအဲ့တော့ကျွန်တော်ပြောတာလည်းအမှန်ကြီးလည်းမယူနဲ့ငါဆရာပြောတာလည်းအမှန်မဟုတ်ဘူးအဲ့ဒါလည်းသိဘူးလေဆရာလည်းဖျားမဟုတ်ဘူးလေအဲဆရာဆရာဦးနှောင်အောင်ဆံပြောတဲ့စကားလို့ပေါ့နော်ဆရာတိလည်းဖျားမဟုတ်ဘူးအဲ့လို ကျွန်တော်ပြောရတယ်မားဂျင်မားမှာပေါ့ကျွန်တော်ပြောရတဲ့မှာလည်းဒါလက်မခံနိုင်စရာရှိရင်ကျွန်တော်လာပြောလို့ရတယ်ကျွန်တော်လည်းစဉ်းစားပြီးမှာပေါ့နော်ဆိုတော့ DC ဆိုတာလေးကသူ့ရဲ့အလင်းလေးနဲ့သွားနေတာအဲ့တော့ DC တွေကိုအလင်းနဲ့သွားရဲဆိုကျွန်တော်တို့က C ဆိုတာအရာကဟိုတိုင်မင်တစ်ခုထက်သွားပို့တယ်ဘာလို့လဲဆိုတော့ဒီတိုင်မင်တစ်ခုဆိုတာအဲ့ဒါဒီတိုင်မင်ကိုလည်းသူကဘယ်နှစ်စီးဘယ်နှစ်ချက်ရှိပြီးဘယ်နှစ်ချက်ရှိပြီးအဲ့လိုမျိုးရေဖို့ကလိုသေးတယ်ကွာဒီလားအဲ့အတွက် DC တွေကိုတစ်ချက်ချင်းလိုက်ရည်နေဘူးကွာတိတ်သဘောမှမကြအောင်အဲ့တော့ ဝါးဆိုတဲ့အရာလေးတွေထည့်ပြီးတော့စီးလေးတွေကိုကန့်ပေးလိုက်တယ်။သူကဘယ်လိုကန့်ပေးလိုက်လဲဆိုတော့သူကစီးကဥမာဝါးတဝါးချလိုက်ပြီဆိုရင်တကန်ပြီးပြီဆိုတဲ့ပုံစံမျိုးပေါ့နော်။သူကစီးဆိုတဲ့အရာလေးကဒီတိုင်းမြင်းလိုင်းစီးကဒီမြင်းဆိုလို့ရှိရင်ဝါးဆိုတာအဲ့မြင်းလေးတွေကိုတစ်လိုင်းစီကန့်ပေးထားတဲ့အကန့်လေးတွေ။ဟုတ်ပါတော့နော်။ ကျွန်တော်ပေဒံနေမှာတွေ့ဦးမှာပေါ့နော်ပေဒံအရှိကြီးဆိုအဲ့ပေဒံမှာချထားတဲ့ဒီဒါဘယ်လောက်စင်တီမီတာကိုရောက်ပြီးအဲထားပါတော့ဘယ်လောက်စင်တီမီတာရောက်ပြီးဘယ်လောက်စင်တီမီတာရောက်ဒါ something like that ကွာအဲ့လိုမျိုးသူကချပေးထားတဲ့ဒီမြင်းနေပေါ်မှာချပြရတဲ့အဆက်လေးတွေเนาะဒီမြင်းတစ်လိုင်းလုံးကိုကျွန်တော်တို့ကကြည့်ပြီးတော့ဒီထိတ်ကစားပြီးဒီအလဲမှာဒါဘယ်လောက်စင်တီမီတာလဲဆိုပြီးဒီမြင်းလိုင်းနေဒီဒီပေဒံရင်းတစ်ခုလုံးကအဲ့လိုကြီးချပြီးတော့တော်တော်တန်တန်ဟိုတင်ချာကိုကျွန်းကျွန်းချင်းချင်းတက်တဲ့ဒီမဒီမတူးကိုကျွန်းကျွန်းချင်းတက်တဲ့လူတွေတောင်မှဒီ စပီဒန်ဒီနာဟာလို့ဒီတိုင်းချလိုက်ပြီးတော့အလေရောက်ကဖောက်ကြည့်ပြီးဒါကဘယ်လောက်စင်တီမီတာဆိုတော့မျက်စိနဲ့အမှတ်ပြီးပြောဖို့ကအင်မတန်ခက်တယ်အဲ့အတွက်သူကအမှတ်လေးတွေချပေးထားတယ်10စင်တီမီတာ10စင်တီမီတာ30စင်တီမီတာ60စင်မစသဖြင့်ပေါ့ကွာအဲ့တော့သူကဒီမျက်စိရှင်မှာကြည့်ရတာတော့ဒီဒီဒုတ်ချောင်းလေး၄ချောင်းတော့ဩဒါဒါ60စင်တီမီတာကိုရောက်နေပြီပဲသဘောတယ်မလားอ่ะဒီနေရာတော့ဒါ5စင်တီမီတာပဲဒါဒါတော့ဒေါ်ချောင်းလေး6ချောင်းရှိတာ60စင်တီမီတာအဲ့လိုပေါ့နော်သူကအဲ့လိုမျိုးဟိုတတ်မှတ်ဖို့အတွက်ကိုဒီစီးဝါးလို့ခေါ်တဲ့မြင်းလိုင်းပုံမှာသူကဝါးလေးတွေတင်ပြီးကန့်မိထားတာဥမာ C တဝါ C နှစ်ဝါ C သုံးဝါဒါမျိုးပေါ့နော်အဲ့လိုမျိုးသူကဝါဆိုတဲ့အရာလေးတွေကစီးဝါတွေကိုဘနက်ချက်တီးပြီးဘနက်ကန့်ရှိပြီးဆိုတာကိုသတ်မှတ်ဖို့အတွက်ကန့်မိထားတဲ့အကန့်လေးတွေလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ကျွန်တော်တို့ကရင်တစ်စီးနှစ်စီးသုံးစီးလို့မရရဘူးတဝါနှစ်ဝါသုံးဝါလို့ရရတယ်ဘောပေါ့လားအဲ့တော့ချွန်းတဝါချွန်းနှစ်ဝါတော့ရတယ်နော်ချွန်းသုံးဝါတော့ဝါတစ်ခါကြာလိုက်ခဏတစ်ခုတို့ရင်မှာလေးဝါ chuan nga wa chuan chao wa chuan khona wa chuan xie wa sa de pin bo အဲ့တော့ကျွန်တော်တို့ရေလို့ရှိလို့ရှိရင်ဒါမျိုးပေါ့နော်ဒါမျိုးပဲရေသွားမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒါတော့နားလည်သွားပြီအဲ့တော့အဲ့ဒါနားလည်သွားပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုဆက်ပြောပြရမယ်အဖြစ်ဖြစ်ချင်းမှတ်နော်ဖြစ်ဖြစ်ချင်းမှတ်ဆိုတာဒါလေးတွေကိုယ်ကဟိုပါပြလို့ရှိရင်စာလေးနဲ့ရေးမှတ်တာအဲ့ဒါပို့ပြီးအဆင်ပြေလိမ့်မယ်အဲ့တော့ ကျွန်တော်တို့ကဘာတွေသိပြီလဲစီဝါမျိုးစားတွေသိပြီစီနယ်ဝါကဘယ်ဟာစတည်တယ်ဆိုတာသိပြီနောက်ပြီးလို့ရှိရင်ဘာစီဘာဝါဆိုတာသိပြီစီကြောင့်ဝါတည်ရလားဝါကြောင့်စီတည်ရလားဆိုတာလည်းသိသွားပြီဆိုတော့ကျွန်တော်တို့ကအခုကဘာကိုဆက်ပြီးသိရအောင်မလဲဆိုလို့ရှိရင်စီဝါတွေရဲ့အချက်ရည်သတ်မှတ်ပုံလေးအဲ့တော့ မြန်မာတန်မှာပုံစံနီးလို့ဖြစ်နေတယ်မာဂီတာမှာပုံစံနီးလို့ဖြစ်နေတဲ့အရာတွေရှိပါတယ်ဒါတွေကျွန်တော်မာဂီတာအဝန်ဝန်နဲ့မှပဲပြောရအောင်เนาะကျွန်내 music တွေမပါပါဘူး color board တွေပါတယ်ကျွန်တော်မပါပါဘူးကျွန်တော် color board ကျွန်တော်မ join ချင်တယ်နေလို့ကျွန်တော်မွေးပါဘူးပေါ့เนาะအဲ့တော့မာဂီတာတဲမှာကျွန်တော်တို့ကပြောမှဖြစ်တဲ့အတွက်မာဂီတာမှာဒီအဲဟုတ်ပါဘူးဒီစီဝါပေါ့เนาะအဲ့စီဝါတီးလို့ရှိလို့ရှင်သူကအော်မာဂီတာမှာပုံစံနီးတွေရှိတယ်ဗျဥပမာဘယ်လိုလဲဆိုတော့တချင်းအပိုက်တစ်ပိုက်မှာ စီးရဘဏ္ဍဝါပဲရှိရမယ်ဆိုတာမျိုးနောက်တစ်ပိုက်မှာဘဏ္ဍခေါဘဏ္ဍဝါရှိရမယ်အဲလိုမျိုးစီးဝါသတ်မှတ်ချက်တွေရှိတယ်ပေါ့နော်ဒါပေမဲ့တချင်းအပိုက်တိုင်းတော့ဘဏ္ဍဝါရှိရမယ်လို့တော့သတ်မှတ်ထားတာမဟုတ်ဘူး तू ကသတ်မှတ်ချက်ပုံစံကဘယ်လိုလဲဆိုတော့တချင်းအပိုက်တစ်ပိုက်မှာ तू ကဒုံးဆိုတာကတ်ရတယ်ဒုံးဆိုတာကိုပြပြမယ်နော်ဒုံးဆိုတာကကျွန်တော်တို့ဝလက်နဲ့ဆိုလို့ရှိရင်၄ဝါကိုတုံးလို့သတ်မှတ်ပါတယ်။ချွမ်းတောက်ချွမ်းတောက်ချွမ်းတောက် ချွန်းတောက်ဒါဆိုတထုံးဒုံးဆိုတာအသုံးနှုံးပေါ့နော်ဒုံးကတော့ဘာကြောင့်ဒုံးလဲတော့ကျွန်တော်ကျွန်တော်လည်းမသိဘူးအဲ့တော့ဒုံးဆိုတာကတော့ဒုံးပေါ့အဲ့တော့အဲ့ဒီဒုံးကိုဘာလို့သတ်မှတ်လဲတော့လေးဝါဒီဝါလေးဝါတီးပြီးတိုင်းတဒုံးလို့သတ်မှတ်တယ်နှစ်ဝါဒုံးဝါလေးဝါလေးဝါဆိုတော့တဒုံးအဲ့တော့၈ဝါးဆိုရင်၂ဒုံးဖြစ်မှာပေါ့နော်၄ဝါးဆိုရင်၃ဒုံး၈ဝါးဆိုရင်၂ဒုံး ဒီတော့12ဝါးဆိုရင်3ဒုံ16ဝါးဆိုရင်4ဒုံဒီလိုမျိုး तू ကဒါ4ဝါးတီးပြီးတိုင်းဒုံတုံးလို့ तू ကရေတွက်ပါတယ်အဲ့တော့ဒုံးဆိုတာရေကျတော့ဘာနဲ့တူလဲဆိုတော့ကျွန်တော်ဝါးတွေကိုချုပ်မိတာပေါ့နော်ဒါဝါးတွေအများကြီးစုထားတဲ့အရာကိုဒုံးလို့ခေါ်ပါတယ်ဝါး4ဝါးစုထားတဲ့အစုအစည်းတစ်ခုကိုဒုံးလို့ခေါ်တယ်အနောက်တိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟိုရင်းပေါ့ဒါဒါ beat နဲ့ဘာကွာတယ်လို့ပေါ့နော် beat ဆိုလို့ရှိရင်ဒါရိုက်ချက်တော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 က်ဒီ ဒီ၄ချက်ကိုသွားဒီရိုက်ချက်တစ်ချက်ချင်းနေအောင်သွားဘီလို့ခေါ်တာကိုနော်ချွန်းတောက်တောက်တောက်ချွန်းတောက်တောက်တောက်အဲ့မအဲ့ဒါကမက်ထရိုနုံးရဲ့ဒါကျွန်တော်တို့ကစတန်ဒတ်မက်ထရိုနုံးကိုပြောတာနော်အဲ့တော့ဒါက44တိုက်ကိုပြောတာအဲ့တော့ဒီမှာ1 2 3 4ဆိုတော့ဒီတစ်ချက်ချင်းစီတိုင်းရတစ်တစ်ချက်နှစ်တစ်ချက်သုံးတစ်ချက်လေးတစ်ချက်အဲ့တော့တစ်ချက်ချင်းတိုင်းအောင်သွား B လို့သတ်မှတ်တယ်အဲ့တော့အဲ့ဒီ B တွေကို အဲ့ပြီးလေးပြီးအခုဆို၄ချက်ကျွန်တော်တက်တယ်မလားချမ်းတောက်တောက်တောက်အဲ့လို၄ချက်ဒီရတာတော့1ဘားလို့သတ်မှတ်တာအဲ့လိုပဲသူက B ဘားသတ်မှတ်ပုံပေါ့နော်နောက်တိုင်းနားလည်လို့ဆိုတာသိတယ်ဒါ B ဘားသတ်မှတ်တယ်ဆိုအဲ့လိုသတ်မှတ်တာနော်အဲ့တော့၄ပြီးတဘာအဲဆိုဆိုတော့နော်အဲ့တော့ညီမသားမလေးအဲ့လိုပဲဝါးလေးဝါးကိုတဒုံဒါဟိုဟာနော်ဒါကျွန်တော်တို့ကဝက်လက်မှာပြောတာနော်ဝါးလေးဝါးကိုတဒုံ 穿到的哇，穿到那哇，穿到东哇，穿到里哇，呃，第里哇，我都弄得没得，所以第弯头第，弄了都冇啊妈的的，啊弯头冇了，第这种，所以个哇里哇是一样的，是是破是的苦，这种，啊罗，它，这哇 plus 这哇 plus 这哇 plus 这哇 equal to 弯头，啊罗，我提过了，它 formula 呗，所以，第罗，它，咱们罗哇，第。 တဒုံးဆိုတာဘာလဲဆိုတော့ကျွန်တော်တို့သိပြီအဲ့တော့ကျိုးသချင်းတွေမှာအများစုကဒုံးကြိုက်ကြတယ်အကုန်လုံးနီးနီးဒုံးကြိုက်တယ်ဒုံးကြိုက်တယ်ဆိုတာအပိုက်တစ်ပိုက်မှာဥမာတဒုံးရှိရင်လည်းရှိမယ်နှစ်ဒုံးရှိရင်လည်းရှိမယ်သုံးဒုံးရှိရင်လည်းရှိမယ်လေးဒုံးရှိရင်လည်းရှိမယ်သူကအဲ့ဒုံးတစ်ခုရဲ့အပြင်ကိုထွက်နေတာမရှိဘူးဥမာဒုံးတစ်ခုဆိုတာကွာ၄ဝါးကိုတဒုံး၈ဝါးဆိုရင်နှစ်ဒုံး12ဝါးဆိုရင်သုံးဒုံး16ဝါးဆိုရင်လေးဒုံးဒုံးတစ်ခုရဲ့အပြင်ကိုထွက်တယ်ဆိုတာဘယ်လိုထွက်လဲဆိုလို့ရှိရင် กระทงဟုတ်เนาะอ่ะပြီးသွားပြီအဲ့ဒါဒုံမကိုက်ဘာလို့လဲဆိုတော့ तू อ่ะ၄ဝါးကိုတဒုံကို၈ဝါးဆိုရင်၂ဒုံဒါပေမဲ့အဲ့လို၈ဝါးလည်းမဟုတ်၄ဝါးလည်းမဟုတ်ဘူးနော်၆ဝါးလည်းဖြစ်နေအဲ့ဒါဘယ်လိုတဒုံကွဲလို့ခေါ်မလဲဒါမျိုးပေါ့เนาะတဒုံကွဲဆိုတာရှိမှာမရှိတာအဲ့တော့တဒုံ၂ဒုံတဒုံလည်းမဟုတ်၂ဒုံလည်းမဟုတ်ပဲ၆ခုလို့ကန်လာရောက်နေတယ်၆ဝါးဆိုတော့ဒါတဒုံတဒုံဝတ်ပေါ့နော်အဲ့လိုပြောပြောမှာပေါ့အဲ့တော့တဒုံလည်းမဟုတ်တဒုံဒါတော့ဒုံမကိုက်ဘူးလို့ခေါ်ပါတယ်ဒါပေမဲ့ ကျိုးသချင်းတွေမှာဒါအများစုကတော့ဒုံကြိုက်ကြတယ်အချမ်းပြင်းပြောတာပေါ့နော်အများစုဒုံကြိုက်ကြတယ်ဒါပေမဲ့မကြိုက်တာရတော့ရှိတယ်ရှေရှေဝေးဝေးမကြည့်နဲ့ဝေဘာဂီရီရဲ့ဝေဝေးထွက်ပြေးသွားအဒုံမကြိုက်ဘူးထားပါတော့ဒါအဲ့ဒါလေးနောက်ကျရင် ACC ပြပါမယ်လောလောဆယ်ကဒီဒုံကြိုက်တာမကြိုက်တာအဓိကတီးဘူးကကျိုးသချင်းတွေအများစုကတော့ဒုံကြိုက်တယ်ဆိုတော့ကိုယ်နားလိုက်တာပေါ့လို့လေနောက်ပြီးလို့ရှိရင်ဒါဒုံကတပိုက်သေးတီးလို့မကြိုက်ရင်တော့မနှစ်ခေါက်ပြန်ပေါင်းလိုက်ရင်ကြိုက်သွားတာပဲပထမတစ်ခေါက်တီးလိုက်တယ် အဲ့အမှ6ဝါးလေးဖြစ်နေတယ်ဆိုတော့နောက်နောက်တစ်ခေါက်ပြန်မောင်းတော့6နဲ့6နဲ့ပေါ့နော်7 2 7ဝါးဆိုတော့3 3ဖြစ်သွားတယ်ဒါမျိုးပေါ့အဲ့တော့တော့အချိန်တန်တော့တော်တော်ကြိုက်သွားတာကြီးပဲအဲ့ကြောင့်တပိုက်ကိုနှစ်ခေါက်ပြန်တီးတဲ့စနစ်ကအဲ့လိုလည်းဖြစ်ပေါ်လာတာဖြစ်နိုင်တယ်ဒါကတော့ဟိုအတွေးခေါ်သက်သက်ပေါ့နော်အဲ့တော့ထားပါတော့ပထမအပိုက်မှာဒါ10ဝါးရှိတယ်အန်ဒုတိယပထမမှာ10ဝါးဆိုတော့ဒုံမကြိုက်ဘူးလေနှစ်ဒုံဆိုလို့ဒုံက4ဝါးနှစ်ဒုံက8ဝါး3ဒုံက12ဝါးဆိုတော့12ဝါးလဲ3ဒုံလဲမဟုတ်1ဒုံလဲမဟုတ်ဘယ်နဲ့ကိုယ်လိုကန်နိုင်ဖြစ်နေတယ်10ဝါးဒါပေမဲ့ဒီတပိုက်ကိုနှစ်ခေါက်ပြန်တီးတဲ့တော့10ဝါးနှစ်ခါပြန်ဖြစ်သွားတော့ဝါး20ဖြစ်သွားတယ်အဲ့တော့ လင်းကားလီ20ဆိုတော့ငါးတုံးဖြစ်သွားတယ်ကြိုက်သွားတယ်ဟုတ်တယ်နော်ဒါမျိုးလည်းတွက်ကြပါတယ်ဒါပေမဲ့အဓိကအခြေခံစီးမင်းအနေနဲ့ဒါဖြစ်လေအများဆုံးပေါ့နော်အများဆုံးအများဆုံးရခိုင်နှုန်းအများဆုံးဒါ99%လောက်အများဆုံးတတ်မှတ်လို့ရမယ်အခြေခံစီးမင်းကတော့ဒါစုံမအဓိကတချင်းတပုတ်ကဲဒီမာဂီတာရဲ့ဒီကျိုးတချင်းပဲကျွန်တော်ခလို့ပြောမှာပေါ့နော်ကျိုးတချင်းတပုတ်တပုတ်ကဲဒါတပိုက်မှာ စီးတွေအားလုံးကအမြင့်နဲ့စုံမဲကြနေရမယ်မားကြလို့မရဘူးနော်စုံမဲကြနေရမယ်မားကြလို့မရဘူးဥမာနှစ်ဝါးလဲဖြစ်ချင်းဖြစ်မယ်ဒါစုံကနန်းလေလေးဝါးလဲဖြစ်ချင်းဖြစ်မယ်ဒါလည်းစုံကနန်းပဲ6ဝါးလဲဖြစ်ချင်းဖြစ်မယ်ဒါလည်းစုံကနန်းပဲ10ဝါး12ဝါး14ဝါး16ဝါး17ဝါး120 22 24 25 26 27 29အဲပေါင်း30အဲ့လိုပေါ့နော်29ကြောင်ဖြစ်ပေါ့ဗျအဲ့တော့အဲ့လိုမျိုးဝါးကြိုက်နေရမယ်အဲ့ပေါ့စုံစုံမနဲ့ဆိုတာစုံနဲ့ကြိုက်နေရမယ်နော်မားဖြစ်နေလို့မရဘူး ဒါကကြတော့ဒါနောက်ထပ်အခြေခံစီမင်းတစ်ခုပေါ့နော်ဒါပေမဲ့စီမင်းနေဆိုတာနေရာတိုင်းအသုံးမှုဆိုတာကိုသိဖို့လိုပါတယ်စီမင်းနေနေရာတိုင်းမှာလဲချွင်းချက်တိုင်းရှိစီစီမင်းနေတိုင်းမှာချွင်းချက်ဆိုတာအမြဲရှိတယ်နော်ချွင်းချက်ဆိုတာတွေကဒါဘာကြောင့်ဥမာဗျာအာအရာကိစ္စတစ်ခုပဲဒါကျွန်တော်ပြောရဲပဲထားပါတော့ဒီကိစ္စကဘာကြောင့်ဖြစ်လဲဘာကြောင့်မှမမင်းနဲ့ဖြစ်ရှင်လို့ဖြစ်နေရတဲ့နေရာမျိုးတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့အဲ့လိုချွင်းချက် ဒါဆရာကြီးတွေတောင်မသိတဲ့ခြွင်းချက်မျိုးတွေပေါ့နော်အဲ့လိုခြွင်းချက်မျိုးတွေတော့နေရာတိုင်းမှာရှိပါတယ်ဥပမာဝိုးဝေးထွက်ပြေးသွားဆိုတော့အဲ့တိုင်းမှာငါးဝါးကြီးနဲ့ကုလိုကန်နိုင်ဖြစ်နေရမျိုးတွေအဲ့လိုမျိုးနေရာတွေရတော့နေရာတနေရာနေရာမှာရှိတတ်တယ်ဒီနေရာတွေနဲ့တွေ့ရင်လည်းအများကြီးမစင်စားပါနဲ့အများကြီးစင်စားရင်အများကြီးအုံအောင်ချက်ပါတယ်အဲ့အတွက်ကိုသိနေတယ်များလေးလာလေးလာလို့ကိုလေးလာဘလောက်လေးလေးလာလေးလာမရဘူးဆိုတော့ဒါကိုခြွင်းချက်လို့ပဲတတ်ပါလိုက်အဲ့ဒါအကောင်းဆုံးပဲအဲ့ဒါစိတ်ချမ်းသာအောင်ဆုံးပဲဟုတ်ပဲနဲ့အဲ့ဒါရည်မည်မဆုံးမုံမဆုံးလိုက်ရှာနေလို့ရှိရင်ကိုလည်းပြင်ပန်းတယ်နော်အဲ့တော့ music စာပေါ့ပေါ့ပါတင်တာပေါ့ကျွန်တော်တော့အဲ့လိုပဲခိုင်းပြီးတယ် ဲ့တော့ဒါကတော့အချိန်ကာလပဲကျွန်တော်ပြောပြထားတာဖြစ်တဲ့အတွက်သိပြီးတော့ခေါင်းရှုပ်မခံပါနဲ့အတူတူဘာဖြစ်လဲညာဖြစ်လားသိခေါင်းနဲ့သိမထင်နဲ့အဓိကဟိုဘယ်လိုပြောမလဲအများစုကတော့ကိုင်းကြီးတယ်ကွာဒါကျွန်တော်ခုပြောတာညခုပြောတာစုံကနန်းဆိုလို့ရှိရင်ဒါတချင်းဆယ်ဘိုးရှိရင်ညကိုဘိုးလောက်ကတော့အနည်းဆုံးကိုက်တယ်တဘိုးလောက်မှာပဲချွတ်ချင်းချက်လေးတွေတွေ့ရအောင်တွေ့ရမယ်ချင်းချက်ဆိုတော့နေရာတိုင်းမှာရှိရပါဘောနော်အာ ABCD EFG မှာ Z နော်အမေရိကမှာ Z ဖြစ်ပြီးဘာကြောင့်အင်းဒီ UK မှာ Z ဖြစ်နေလဲအာမမင်းနဲ့ဖြစ်ရှင်လို့ဖြစ်တာ အဲ့လိုပေါ့နော်ကဲထားပါတော့အဲ့တော့ဒါမျိုးတွေတော့ရှိပါတယ်ဒါကတော့စုံကနန်းကတော့အဓိကအခြေခံပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာတွေသိပြီလဲပြန်ကြည့်မယ်အရင်ဆုံးစီဝါမျိုးစားတွေကျွန်တော်တို့သိပါတယ်စီဝါနဲ့ပတ်သက်ပြီးတော့စီဝါနဲ့ music တချင်းတွေရဲ့ဆက်စပ်ပုံတွေကျွန်တော်တို့သိပါပြီပြီးလို့ရှိရင်ဒီစီဝါတွေကဒါစီးရင်ဒီလာဝါအရင်ဒီလာစီဝါတွေကိုဘယ်လိုကပ်ပြီးတတ်မှတ်လဲနောက်ပြီးလို့ရှိရင်ဒုံးဆိုတာဘာလဲတချင်းတစ်ပုတ်မှာဒုံးကြိုက်တယ်ဆိုတာဘာလဲဒုံးမကြိုက်ဘူးဆိုတာဘာလဲချိုးတချင်းတွေရဲ့အခြေခံစီးမြင်တွေ ဘလောက်တော့စီးပွားရေးနဲ့ပတ်သက်ပြီးနားလည်ပြီးတော့ကျွန်တော်တို့ထင်ပါတယ်ဒါကတကယ် basis ပါเนาะဒါတွေကအခြေခံတွေပါဒါတွေကိုနားမလည်ပဲဘယ်လိုမှ advanced တွေ intermediate တွေကိုတက်လို့မရပါဘူးတက်ရင်လည်းအနှစ်မပါပါဘူးအဲ့ဒါကိုသိဖို့လိုပါတယ်เนาะစံနေရဆိုတဲ့ပညာမှာကပညာရေလို့စောင်းလို့လည်းကျိုးတွေထောက်ပြီးခိုးစရာမလိုဆိုင်းလို့လည်းပလုံးတွေတင်လိုက်ရှော့လိုက်လို့ပြီးခိုးစရာမလိုစံနေရမှာကအတန်ဆုံးအကုန်ပါတယ် king of the instrument ခင်ဗျားတဲ့ instrument အာသချက်လည်းရှိသလိုအားနည်းချက်တွေလည်းရှိတယ်။အာသချက်ကတော့ဘာဘာလာလာအကုန်ပြီးလို့ရတယ်။အားနည်းချက်အနေနဲ့ကတော့ပညာရည်လိုထူးထူးတွေမှာပါအောင်။အဲ့ဒါအမှန်ပြောတာ။ကိုရီးယားဒူရီယာကိုကိုပြနိုင်တာမဟုတ်ဘူး။ကိုကျွန်တော်တို့လည်းစန်နရားကိုဒါယူမတက်ဘူးမတက်ချက်တာနော်။ကို့ဘွားကိုလက်တွဲမဲ့လို့ကျွန်တော်တို့ပြင်လို့ပို့ချစ်တယ်။ဘာလို့လဲဆိုတော့အဲ့လိုမျိုးချစ်ခဲ့လို့လည်းကျွန်တော်တို့ဒါအခုလိုယူသွတ်တွေဖြစ်လာခဲ့တာပေါ့နော်။အဲ့တော့ထားပါတော့အဲ့လိုမျိုး ဒီ instrument မှာဘာကြောင့်ပညာရေလူထူးထွေမပါလဲဆိုတော့စောင်းဆိုရင်ကွာဒီမှာခိုးတဲ့ပညာပါတယ်ခိုးတယ်ဆိုတာဟိုလိုဟိုလိုဟိုလိုဟိုမကောင်းတဲ့ခိုးတာမဟုတ်ဘူးเนาะအတန်ခိုးတာပေါ့ဒါကျွန်တော်ကခိုးတယ်ဆိုတာကျွန်တော်အသုံးလုံးတယ်ပါစက်ကအချင်းပါနေလို့အတန်ဟိုဒါယူတာပေါ့နော်ဥမာ A မပါတော့ G ကိုထောက်ပါတယ်ဟမ်ဟဲ့လား D မပါတော့ C ကိုထောက်ပါတယ် E မပါတော့ D ကိုထောက်ပါတယ်ဒါမျိုးတွေလုတ်ပြီးတော့အတန်ခိုးတာပေါ့နော်အဲဒါမျိုးအတန်ခိုးတဲ့စနစ်ရှိပါတယ်ဆိုင်းမှာဆိုတော့ဒီတိုင်းပဲဆိုင်းနဲ့နားလေကြာမှာပါကျွန်တော်ကဆိုင်းသိနားမလည်တော့မပြောတော့ဘူးထားရတော့ အတရောဆိုတော့ဒီတိုင်းပဲတရောဆိုတဲ့မှာပါတဲ့အကျိုးတွေကိုအနှွဲတွေအထောက်တွေအသွဲတွေအကုန်နေတဲ့ပညာတွေပါတယ်ဆန်နီယာဆိုတော့ဒီလက်ဆက်ကြောင်းရှိနေတယ်လက်ကောင်းရင်ကောင်းတဲ့လောက်တိလို့ရတယ်အဲ့အတွက်ဆန်နီယာသမားတယောက်ကသင်လို့ရှိရင်အဓိကပညာဘာပညာလဲဆိုတော့အဲ့စီးဝါးတွေတန်ချတွေဟန်တာတွေအဓိကပညာပဲအဲ့တော့ဒါတွေကိုခြေထားမှတကယ် music သမားစစ်စစ်မှန်မှန်တယောက်ဖြစ်လာမယ်သူများရဲ့နိုင်ငံတချင်းဆိုင်ပြီးစကားပြောရင်တောင်မှအောက်မကျရလို့ဖြစ်မှာဒါပေမဲ့ဒါတွေကကျွန်တော်အခုသင်တာတွေကတကယ်မြင်ပါပြီလို့မထင်နဲ့တော့ဒါတွေကအခြေခံလေးတွေတကယ်တကယ်ဆက်လိုက်လာရင်အဲ့ထက်အများကြီးကျယ်ပြန့်နေတယ် မွန်နေတီးဘူးရင်သိလိမ့်မယ်တချင်းနေမြန်မြန်နှာဟောင်းရင်သိလိမ့်မယ်မဟာဂီတတွေမှာစီဝါအထောက်တွေအဟန့်တွေစီကန့်လန့်တွေစီးခွာတွေဘယ်လောက်များတယ်ဆိုတာဒါတွေကအဓိကပညာအဲ့ဒါတွေကအဓိကအဆင့်မြင့်ပညာတွေဒါတွေကအခုဟာတွေကအဲ့အဆင့်မြင့်ပညာတွေကိုနားလည်ဖို့အတွက်ဒါပထမအဦးဆုံး step ပေါ့ဗျာသိရမလားဒါကျွန်တော်တို့ကုတ်တင်မှာဆိုလို့ရှိလို့ရှိရင်တကယ်ဟို professional ရှိတဲ့ software အကြီးကြီးမျိုးချင်းမှာလာကျွန်တော် console application တွေစာရေးတယ်လို့ပေါ့နော်ဒီတိုင်းပါပဲအဲ့တော့ဒါကိုနားလည်ဖို့လိုပါတယ် ထေချာလေ့လာပါထေချာမှတ်သားပါเนาะကျွန်တော်ဆီဆရာကြီးဦးခိုင်းဆိုတာကျွန်တော်တို့ဒါပီယန်နိုနဲ့ပတ်သက် music ချပေးခဲ့တဲ့ဆရာကြီးအစ်ဆရာကြီးပြောရစကားရှိပါတယ်ဒါကျွန်တော်တင်တဲ့ဟာတွေကိုကိုယ့်အကူမယူတတ်ရင်တော့ကျွန်တော်တင်တဲ့ပညာတွေအကုန်လုံးကကိုယ့်ယူခိုင်စီပဲပြန်ရောက်လာမှာစာအဲ့စကားလေးကျွန်တော်လက်ဆောင်ပါခြင်းပါတယ်ထေချာမှတ်ထားပါเนาะကျွန်တော်ကိုယ်သူပြင်တဲ့တင်တဲ့ပညာတွေကျွန်တော်အခုပေးတဲ့ဟာတွေကတန်ဖိုးအင်မတန်ကြီးပါတယ်ကျွန်တော် online ရရနေလို့ပေါ်ပဲပဲလို့မထင်ပါနဲ့ ဒီအရာတွေကကျွန်တော်နှစ်ပေါင်းများဆိုတာပေးဆက်ပြီးကျွန်တော်သင်ကြားခဲ့ရတဲ့ဟာတွေပေါ့နော်အဲ့အတွက်ဒီပညာတွေပေါ်မှာတံမိုးထားတတ်ကြပါစေအဲ့တော့တေချာလေးလာပါနော်အနည်းဆုံးတစ်ယောက်နှစ်ယောက်တော့တက်သွားရင်ကျွန်တော်တော်တော်ဝမ်းသာပါပဲโอเคအဲ့တော့လေးလာပါစီးပူးပါမင်္ဂလာပါခင်ဗျ